ယူနိုက်တက်ကြောင့်သူရဲ့အခြေစွမ်းနဲ့ကြာဆင်းခဲ့တယ်ဆိုတဲ့ report ကိုကိုကရောတောက်ပြင်းရှိလို့လားဆိုပြီးတင်ပြလိုက်တဲ့ ranking ပရင်းတော်မဲမြောင်မြောင် Manchester Force ကနေပြန်လဲကြိုလိုက်ပါရင် Marker of Four Manchester United ရဲ့ထိတဲ့တိုင်းစင်မှုတိုးပြပြီးအသင်းအနာဂတ်အတွက်အလားအလာကောင်းတဲ့အစားမဖြစ်သတ်မှတ်ခံရသူပါဒါပေမဲ့မကြသေးခင်ကသူပြောခဲ့တဲ့ United ရဲ့အခြေအနေတွေကြောင့်သူရဲ့အခြေစွမ်းမတည်ငြိမ်ခဲ့ဘူးဆိုတဲ့စကားဟာ အငင်းပွားမှုတွေကိုဖြစ်ပေါ်စေခဲ့ပါတယ်။ဒီစကားတွေပေါ် United ရဲ့ကလဝေကစားမဟောက် ranking ကပြတ်သားတဲ့မှတ်ချက်တွေပေးခဲ့ပြီး Rafa ရဲ့အကွင့်ပြင်မှာအပြုမှုတွေကိုထောက်ပြပြီးဝေဖန်ခဲ့ပါတယ်။ Rafa United ရဲ့မတူညီတဲ့အခြေအနေတွေကသူ့ရဲ့ခြေစွမ်းကိုထိခိုက်စေခဲ့လို့ပြောခဲ့ပါတယ်။ United ဟာနောက်ဆုံးနှစ်တွေအတွင်းနည်းပြပြောင်းလဲမှုတွေအသင်းစီမံခံကွဲမှုအားနည်းချက်တွေနဲ့ကစားမတွေရဲ့စွမ်းဆောင်ရည်မတူညီမှုတွေနဲ့ရင်ဆိုင်နေရပါတယ်။ဒီနှစ်ဘောလုံးရာသီမှာလည်းအသင်းရဲ့စွမ်းဆောင်ရည်အောင်မျှော်လင့်ထားသလောက်မတိုးတက်လှပဲ Premier League မှာထိမ့်သိမ်းအဆင့်ကိုပြန်လည်တက်လှမ်းဖို့ရုန်းကန်နေရဆဲဖြစ်ပါတယ်။ Rafa ရဲ့ပြောဆိုချက်မှာအသင်းရဲ့မတူညီတဲ့ပေါင်းရင်းချင်းကသူ့ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေတဲ့ ဆိုတဲ့အချက်ဟာဒစီတပိုင်းမမပါဘူးဒီပြပြောင်းလဲမှုတွေအတင်းဖွဲ့စည်းပေါ်အားနည်းချက်တွေနဲ့ကစားသမားတွေရဲ့စီးလုံးညီညွတ်မှုနည်းပါးမှုတွေအားရက်ဖော်လွန်ကစားသမားတွေရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေနေပါတယ်ဒါပေမဲ့ဒီပြောင်းကြားချက်ဟာသူ့ရဲ့ကိုပိုင်တာဝန်ယူမှုကိုရော့ချတယ်လို့ဖြစ်နေတယ်လို့ ranking ကထောက်ပြခဲ့ပါတယ် ranking ကရက်ဖော်ရဲ့ပြောဆိုချက်ကိုထောက်ခံတဲ့အပြင်သူ့ရဲ့ကွင်းပြင်မှာအပြုမှုတွေပါဝေဖန်ခဲ့ပါတယ်ကင်းအဓိကထောက်ပြချက်တွေကိုပြောပြရမယ်ဆိုရင်ကင်းကယူနိုက်တက်ရဲ့ဗတိငင်းနဲ့ပောင်ဝင်းချင်းကိုရက်ဖိုးကအပြစ်တင်တာဟာဒစီတပိုင်းမမပါပေမဲ့သူကိုယ်တိုင်ကလည်းဒီပောင်ဝင်းချင်းရဲ့ဒစီတပိုင်းဖြစ်ခဲ့တယ်လို့ပြောပါရင် ရက်ဖိုရဲ့အကွင်းပြင်မှာအပြုမှုဥပမာပါတီပွဲတွေတက်ရောက်မှုနေချင်းအကွင်းကိုနောက်ကျရောက်ရှိမှုကအင်းအစည်းကမ်းနဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့လို့ဂင်းကထောက်ပြပါရင် ကင်းက Rafue ရဲ့စိတ်ထဲနဲ့ခံယူချက်တွေမှာအားနည်းချက်တွေရှိခဲ့လို့ဝေဖန်ပါတယ်။ထိတဲ့ကစားမတူအနေနဲ့အသင်းရဲ့အခြေအနေတွေဘလို့ပဲဖြစ်နေပါစေကိုပိုင်စီကန်းနဲ့စွမ်းဆောင်ရည်ကိုထိမ့်သိမ်းဖို့တာဝန်ရှိရလို့ကင်းကအလေးပေးပြောဆိုခဲ့ပါတယ်။ဒီဝေဖန်မှုဟာ Rafue ရဲ့ကွင်းပြင်မှာပွားမှာစီကန်းနဲ့ Professional ဆန်မှုအားနည်းချက်တွေရှိခဲ့တယ်ဆိုတဲ့ပြည်သက်တဲ့အမြင်ကိုထောက်ခံပေးနေပါတယ်။ Rafue က2023ရာသီမှာထူးချွန်တဲ့စွမ်းဆောင်ရည်ကိုပြသခဲ့ပြီးပြိုင်ပွဲအဆုံ930လောက်အထိသွင်းနိုင်ခဲ့ပါတယ်။ ဒါပေမဲ့နောက်ပိုင်းရာသီတွေမှာသူ့ရဲ့ခြေစွမ်းဟာမတည်ငြိမ်ခဲ့ပါဘူးသူ့ရဲ့ခေါသိန်းတို့နဲ့ဖန်တီးမှုတွေအောင်မျှော်လင့်ထားသလောက်ဖြစ်မလာခဲ့ပါဘူးဒါကို United ရဲ့မတည်ငြိမ်တဲ့အခြေအနေတွေနဲ့ဆက်ဆက်ပြီးတော့ Redford ကရှင်းပြခဲ့တာဖြစ်ပါရင်ဒီနေ့ကနေမြပြောင်းလဲမှုတွေနဲ့ရင်ဆိုင်နေရပြီးနေမြတယောက်ပြောင်းလာတိုင်းအစားကနေတကြောပြန်နေပြောင်းပြောင်းလဲမှုတွေကကစားမတွေရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေပါရင် Redford လိုတိုင်းစစ်မှုတို့အနေနဲ့တတမတ်တဲ့ပံ့ပိုးမှုမရှိတဲ့အသင်းရဲ့ဖွဲ့စည်းပုံကသူ့ရဲ့ခေါသိန်းတိုင်းစွမ်းကိုထိခိုက်စေနေပါရင်ဒီနေ့ကစားမတွေအကြောင်းစီးလုံးညီညွတ်မှုအားလင်းချက်ဟာအသင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေခဲ့ပါရင်ဒါက Redford ရဲ့ကစားရန်ကိုထိခိုက်စေတဲ့အကြောင်းတစ်ခုဖြစ်နေပါရင်ဒီနေ့လို ကနဝင်းကလပ်တစ်ခုမှကစားရတာဟာကစားမတွေပေါ်ဖိအားတွေများစွာပေးနိုင်ပါတယ်။ Rafford အနေနဲ့အသင်းအောင်မြင်မှုအတွက်အဓိကအထောက်ကူပေးရမယ်လို့မျှော်လင့်ခံရပြီးဒီဖိအားကသူ့ရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေနိုင်ပါတယ်။ Ranking ရဲ့ဝေဖန်မှုမှာ Rafford ရဲ့ကွင်းပြင်မှာအပြုမှုတွေကိုအဓိကထောက်ပြထားပါတယ်။ပါရီပွဲတွေတက်ရောက်မှုလေးကျင်ကွင်းကိုနောက်ကျမှရောက်ရှိမှုစားတဲ့အပြုမှုတွေဟာ Rafford ရဲ့ professional ဆန်မှုကိုမေးခွန်းထုတ်စရာဖြစ်စေခဲ့ပါတယ်။ ချက်နေအောင် United ရဲ့စီကံပိုင်းကိုထိခိုက်စေပြီးအသင်းရဲ့စွမ်းဆောင်ရည်ကိုထိခိုက်စေတဲ့အကြောင်းတစ်ခုဖြစ်ပါရင်ဒါကြောင့် Redford ကတခြားသူတွေရဲ့အပြစ်ကိုသာလက်ညှိုးထိုးမင်းငေါခဲ့ပေမယ့်သူကိုယ်တိုင်လုပ်ခဲ့တဲ့အပြစ်တွေကိုတော့အတိတ်မေးသူလိုလိုရွှေပြောက်သူလိုလိုလုပ်ခဲ့တယ်လို့ပဲဆိုရတော့မှာဖြစ်ပါရင်ဒီကိစ္စမှာ Ryan Kane ရဲ့အမြင်ကအမှန်ကန်တယ်လို့ပဲဆိုကြပါရင်ညီကိုတို့ရဲ့အမြင်ကရောဘယ်လိုရှိလဲပြောပြခဲ့ကြပါဦး။ဟုတ်ကဲ့ပါများဗီဒီယိုလေးကတော့ပါပဲ။နောက်နေ့မှလည်းအားကစားတဲ့ပတ်သက်တဲ့သတင်းကြောင်းတွေကိုတင်ဆက်ပေးတော့မှာဖြစ်တာကြောင့်ကျွန်တော်တို့ရဲ့ Manchester Football Channel ကို Like and Follow လုပ်ပြီးဒီဗီဒီယိုလေးကိုလည်း Share ပေးကြပါဦးလို့ပြောရင်းနဲ့ညီကောင်းချိုးလိုက်ရပါတယ်ခင်ဗျာ။